ချမ်းသာကြွယ်ဝတဲ့ဘဝအောင်မြင်တဲ့ဘဝစိတ်ချမ်းမြေမှုကိုရတဲ့ဘဝနော်လူတွေလေးစားခံရတဲ့ဘဝကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြမယ်ဒီ15ချက်ကိုမဖြစ်မနေလေးလာသင်ယူပါလိမ့်မယ်ဒီမှာကျွန်တော်တိုးတိုးတုတ်တုတ်လေးနဲ့ကျွန်တော်ရှင်းပြမယ်ကျွန်တော်ကိုယ်တိုင်လည်းလိုက်နာခြင်းသုံးနေတဲ့အချက်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ပါလိမ့် self reflection လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့လဲကျွန်တော်တို့အရေးကြီးတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ basic accounting နော်အဲ့တော့ကိုယ့်ရဲ့လက်ထက်ကငွေတွေကဘယ်လိုသွားနေတာလဲကိုဘယ်လောက်သုံးမိနေတာလဲနော်ဘယ်လောက်စုမိနေတယ်လဲဘယ်နေရာတွေမှာ short သုံးသင့်တယ်လဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင် basic accounting လောက်တော့နားလည်ထားဖို့လိုတယ်မဟုတ်ရင်ကိုယ့်ရဲ့ငွေခုန money management နဲ့ပြောတူတာပြောတာမဟုတ်တော့နော်ဒါကိုယ့်ရဲ့နော်ကိုသုံးတဲ့အသုံးစရိတ်တွေဒါ tracking လိုက်တဲ့ဟာတွေကိုဘယ်နေရာတွေမှာသုံးပြတယ်လဲအာ ဘာကြောင့်မလို့သုံးလိုက်တာလဲဒီ accounting ကိုကျွန်တော်နားလည်ထားဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်ပါလဲဆိုတော့ thinking ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကเนาะအဲ့တော့အတွေးတွေเนาะအတွေးတွေကောင်းလာအောင်တွေးတက်လာအောင်လဲကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့လေ့ကျင့်ဖို့လိုတယ်เนาะတွေးနိုင်ခေါ်နိုင်မှုအတွက်လေ့ကျင့်ဖို့လိုတယ် Okay နောက်တစ်ချက်ကတော့ကျွန်တော်တို့ပါလဲဆိုတော့ long term planning เ ရေရှင်စီမံကိန်းတွေချပြီးတော့မှကျွန်တော်တို့ကဆွဲနိုင်မှုလို့လေ long term plan အဲနှစ်တိုးဟလာနှစ်ရှည်အနှစ်လက်တွင်ကိုစဉ်းစားရမှာပေါ့နဲ့နောက်9နှစ်10နှစ်အတွက်ကိုလည်းကျွန်တော်တို့ပြင်ဆင်နေဖို့လိုတယ်စဉ်းစားနေဖို့ကျွန်တော်တို့လိုပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ပါတယ်ဆိုတော့ healthy cooking ပေါ့တို့ချက်ပြုတ်စားတောင်းနေတဲ့အရာတွေကတို့ကျမကြီးနဲ့ကိုက်ညီတဲ့အရာတွေဖြစ်ရမယ် เนาะဒါကြောင့်မို့ healthy ကိုသိကင်းတယ်လေကျွန်တော်အရေးကြီးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ martial art ပေါ့ကိုကိုကိုကာကွယ်တဲ့เนาะအဲ့တော့အတက်ပညာเนาะအဲ့တော့ကိုခံပညာတွေလေဖြစ်နိုင်ကျွန်တော်လေ့ကျင့်ထားဖို့လိုတယ်လေ့လာထားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကိုကိုကိုမှမကာကွယ်နိုင်ရင် self confidence တွေကျွန်တော်တို့ကျမှာပဲအဲ့တော့ martial art တစ်ခုကိုလည်းကျွန်တော်တို့လုပ်ထိုင်ဖို့ကောင်းတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ second language ဘာသာစကားဒုတိယဘာသာစကားတစ်ခုကိုလည်းကျွန်တော်လေ့လာပါနော်ကျွန်တော်ဆိုလို့ရှိရင်ဟိုငယ်လေးကလေးကျွန်တော်အင်္ဂလိပ်စာရဲ့အင်္ဂလိပ်စာလေ့လာကျွန်တော်ကဂျပန်စာလေ့လာအခုတော့မလေ့လာဖြစ်တော့နော်အင်္ဂလိပ်စာကို second language အင်္ဂလိပ်ကိုကျွန်တော်လေ့လာတယ်လေ့လာတဲ့အခါမှာဘာဖြစ်လဲဆိုအင်္ဂလိပ်စာကျွမ်းလာတဲ့အခါမှာအဲ့တော့ကြိုက်တဲ့ဘာသာရပ်တွေကိုလေ့လာလို့ရတယ်နော်ကဘာပတ်လို့လည်းရတယ်ကြိုက်တဲ့နိုင်ငံကိုသွားခွင့်လည်းရှိတယ်သွားလို့လည်းရတယ်ဒါကြောင့်မို့ second language ဆိုတော့လည်းမမေ့ပါနဲ့ဒုတိယ language တစ်ခုကိုလေ့လာလိုက်ပြီဆိုကျွန်တော်ရဲ့အုံနောက်တွေကပြန်ပြီးတော့မှငယ်ရွယ်နှုတ်ပြူလာတာ ကြောင့်မလို့ကျွန်တော်တို့ကအရေးကြီးတာဒီ language တစ်ခုလေ့လာပါလာပြီးနောက်တစ်ခုတော့ကျွန်တော်တို့ဘာလဲဆိုတော့ volunteering volunteering เนาะအဲ့တော့ကျွန်တော်တို့ကကိုယ့်အထွက်ပဲเนาะအဲ့တော့လောကရန်နေထွက်ခွာသွားတဲ့အချိန်မှာเนาะကိုယ့်အထွက်ပဲယူပြီးတော့ထွက်ခွာသွားလို့မရဘူးလူတွေပေါ်ကျွန်တော်တို့ကူညီဖို့လူတွေကိုဘေးကမ်းဖို့လူတွေကို volunteer လုပ်ဖို့လေကျွန်တော်တို့အရေးကြီးတယ်เนาะဘေးကမ်းတော့လက်တစုံနဲ့ဖြစ်ဖို့ ရေးကြီးတယ်လောကရထွက်ခွာသွားတဲ့အချိန်မှာအော်သူကဒါလေးဒီလိုလုပ်ပြီးခဲ့တာပါလားဆိုတာကိုသူတို့ပြပီးသားဖြစ်လိမ့်မယ်ဒါဒီ volunteer တွေတည်လည်းအရေးကြီးတယ်အဲ့တော့ဘဝမှာချမ်းသာကျမ်းမာကြွယ်ဝစိတ်ချမ်းမြေ့လူတွေလေးစားခံရဖို့ဆိုလို့ရှိရင်တော့ဒီ15ချက်ကိုမဖြစ်မနေလေ့လာသင်ယူရပါလိမ့်မယ်ဒီ15ချက်ကိုလိုက်နာကျင့်သုံးရပါလိမ့်မယ် အဲ့တော့ဒီကြောင်းအရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျောင်းလူငယ်တွေမိတ်ဆွေတွေဒီဂျိုးရီဆုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ဂျိုးရီဆုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။တခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်။အဲ့တော့ကိုယ်တို့တခုတွေးလိုက်နိုင်နေဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပေးပါဦး။ဒီဗီဒီယိုဆုံးဖြောင်းကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုဉဏ်လင်းအောင်ပါမိငါရှိတော်နေလေးဖြစ်ပါစေ။